လာမနစ်ဒီမှာတဲ့နော်ပြောပါလာမနစ်ဒီမှာဥရောပပွဲစဉ်တွေမကန်ရတော့အဆင့်တစ်ခုတော့မရမယ်ထင်ပါတယ်ဘယ်လိုလဲကျွန်တော်တို့မထင်ပါဘူးဗျာကျွန်တော်တို့မထင်ပါဘူးနော်ဥရောပပွဲစဉ်တွေကန်လို့မကန်လို့အဆင့်တစ်ခုရှိမယ်ဆိုတာမျိုးကတော့အတိတ်ပဲမရှိပါဘူးသိတယ်မလားအတိတ်ပဲမရှိကျွန်တော်တို့မထင်ဘူးကျွန်တော်တို့မှာ Champions League မကန်တဲ့နှစ်တွေကျွန်တော်ရှိခဲ့တာပဲเนาะနောက်ပိုင်းဆိုပူတော်များလာသေးတယ်ဘယ်တော့မှမင်းကျွန်တော်အဆင့်တစ်ခုတည်းကျွန်တော်တိုင်းတာတစ်ခုတည်းမြင်ရလို့လေဟုတ်တယ်မလားเนาะဘာမှအဓိကကအဓိကကပွဲများများကစားရလीပူကောင်းလीပဲ အသင်းကိုကျွန်တော်တို့တိုးတက်ချင်နေဆိုလို့ရှိရင်ပွဲများများကစားလေးပူကောင်းနေမှာတပတ်ကိုတပွဲလုံးကစားနေရတာက injury ကင်းတာပဲကျွန်တော်တို့ရှိပါဗျာနော်ဘာမှန်အသင်းရဲ့ return တွေဘာတွေကအများကြီးတက်လာမှာမဟုတ်ဘူးနော်ကျွန်တော်တို့တပတ်ကိုတပွဲပဲကစားရတာကအဆင့်တစ်ခုထိမြင်ရမယ်ဆိုဘယ်သူကပြိုင်ပွဲ၃လေးခုကစားခြင်းပါလဲဟုတ်တယ်မလားနော်ဆိုတော့သူများအသင်းတွေဆိုလို့ရှိရင်ပြိုင်ပွဲ၃လေးခုကစားနေတဲ့အသင်းတွေကြီးပဲရဲ့ဟောလက်ရှိကန်နေရတာတွေကကိုထက်ပူကောင်းနေဆိုတဲ့အသင်းတွေကိုကျွန်တော်တို့ကြည့်လိုက် Manchester City ပြိုင်ပွဲ၃လေးခုကစားနေရတာ လီဗာပူးပြိုင်ပွဲ၃လေးခုကစားနေရတာအာဆင်နယ်နော်ကျွန်တော်တို့ဒါ Chelsea ကြိုက်တဲ့အသင်းကိုကျွန်တော်ကြည့်ကိုတက်ပူကောင်းနေဆိုတဲ့အသင်းတိုင်းညီပါကပြိုင်ပွဲ၃လေးခုကစားနေရတာဆိုတော့ပြိုင်ပွဲများများကစားမှအတွေ့အကြုံတွေပူကောင်းမှနော်လက်ရှိအသင်းရဲ့နီးစနစ်ကအများကြီးဆန်းသက်ဆန်းသက်ခံမှအဲ့ကြမ်းမှကျွန်တော်တို့အချင်းကြီးအလုပ်ဖြစ်မဖြစ်ကျွန်တော်တို့သိမှာတပတ်ကိုတပွဲလောက်နေကတော့ဘာမှဖြစ်လာမှာမဟုတ်ဘူးခုနကပြောသလိုပဲအလွန်ဆုံးကျွန်တော်တို့အပေါင်းလက္ခဏာဘာရှိလဲတော့ကျွန်တော်တို့ဒီကစားမတွေ injury ကင်းလာတော့ပဲကျွန်တော်ရှိမှာပဲ ဒီတင်းက injury king လို့ဆိုပြီးတော့အများကြီးကောင်းလာမဲ့ခြေနေမျိုးဟုတ်မနေဘူးဗျာ။အဲကြောင့်ကျွန်တော်တပွဲတပွဲကသိတယ်မလားတိတ်ပြီးတော့ကိုရီတွက်ဘာမှမသိပြီးတော့အဆင့်နေပါလေကျွန်မျောလင်းလို့ရတဲ့ခြေနေမျိုးမှာဟုတ်နေတယ်လို့ကျွန်တော်မထင်ဘူးဗျာ။ United မှာတဲ့ Rashford, Garnacho, Zixi, Sancho, Anthony, Hoyland, Tyson ကဗျာတဲ့လူများပါတယ်တဲ့နော်။နော်။လူပြောရမလဲအရင်ချင်းရှိတာဗနဲ့ရောက်ပါ brother mansion သွားတဲ့နေရာမှာကိုစမ်းမင်းနော် brother mansion သွားတဲ့နေရာမှာနော်အလီကျွန်တော်တို့ဒါဘယ်လိုပြောမလဲအရင်ချင်းရှိတာဗနဲ့ရောက်ပါလေ ရက်ရှ်ဖို့ကာနာချူဇစ်ဆီဆန်ချူအန်တိုနီဝိုင်လန်နော်ဆိုတော့အရေးချင်းရှိတာကျွန်တော်တို့ဘယ်နှယောက်ပါလဲနော်ကျွန်တော်အရေးချင်းမရှိအလက်ကားပဲဗျာနော်ဒီကောင်ကြီးအကုန်ပေါင်းလို့နော်တိုက်စစ်မှုဟာလန်တယောက်ရဲ့ကျွန်တော်တွင်းကိုမမီဘူးဒီကောင်ကြီးအကုန်အကုန်ပေါင်းလို့မင်းဘရူနိုတောင်မီပါမလားဒီကောင်ကြီးအဲဒီကောင်ကြီးဘရူနိုတောင်မီပါမလားအသင်းမှာတိုက်စစ်မှုတောင်မဟုတ်ဘူးနော်မီပါမလားဘရူနိုမထင်ဘူးကျွန်တော်ကတော့ဒီလားဆိုတော့နော်လူများမှာတော့ဘာလို့မှာတော့ နော်လူများလူများကျင်တာမြန်မြင်ရတယ်နော်ငါးသန်းတန်ကစားမတွေဘယ်စည်းကွက်ထဲမှာတော့ခုတ်ခုတ်ရတာပေါ့အရင်ချင်းမှမရှိရအောင်တယ်မနော်အရင်ချင်းရှိဖို့ကျွန်တော်ပြောနေတာအရင်ချင်းရှိတဲ့ကစားမတွေကျွန်တော်နေနေနော်အချီနီကောင်းမှမျှော်လင့်လို့ကျွန်တော်ရမှာဗျာတည်တယ်နော်ကလီဇာတို့ကလည်းပြားတယ်ဟောလဲတယ်တဲ့ဆာဂျင်ရက်ကလစ်ကိုတဲ့လူမတ်ရိုက်ခန့်လိုက်တာပဲတဲ့ကောင်းပါတယ်နောက်နေ့ပြည်သက်တီကြော့သွားမှာပဲတဲ့နော်အဲအဓိကဗျာကျွန်တော်တို့ဒါတော့အဲ့ဆာဂျင်တို့ကျွန်တော်ရောက်ခရေကပြောပြီးသားပေါ့နော် လီဇာတို့ကတော့အေးအေးဆေးဆေးပဲအမျက်ရလဲအသင်းကအချီနီတီကောင်းလာလို့အမျက်ရလဲသူတို့ပဲသူတို့ကမင်းနာမည်ထွက်ဖို့မလိုတော့ဘူးလေဗျာနော်နောက်ကနေထိုင်စားနေုံပဲဒီအကယ်လို့စူးွားတယ်တိုင်ပက်တယ်အချီနီစူးတယ်ဆိုရင်အားလုံးကဂလီဇာဆိုတာတဲ့ကျွန်တော်ဆာဂျင်ရက်ဂလစ်ကိုပဲအပြစ်မြင်ကြတော့မှာဘာလို့လဲဆိုတော့ဆာဂျင်ကဥဆောင်နေတဲ့သူကိုအခုဟာကဒါကူလဲအင်တာဗျူးတွေမှာဆာဂျင်ကိုခဏတိုင်းမေးထားကြတာဂရိုင်းကတော့ဘာမှတော့သိပြီးတော့တခြားသူရဲ့ပါတနာနေနဲ့ပတ်သက်လို့မပြောဘူးပေါ့လေဒါပေမဲ့လို့သူဥဆောင်မယ်ပညာဆိုတော့ တည်တယ်မလားထားပါတော့လူတွေကသူ့ကိုပဲပြောကြတော့မှာကိုနော်ကောင်းတာပဲဖြစ်ဖြစ်ဆိုတာပဲဖြစ်ဖြစ်ကောင်းရင်လည်းစာချင်းတို့တည်တယ်မလားနော်အဆိုးလို့ချင်းလည်းစာချင်းတို့ပေါ့မှန်တာပဲဒီအော်ဒါမှာသူတို့ကလက်ရှိမှာဥဆောင်နေပြီးတော့အင်းကိုပြန်ပြင်နေဖို့ကြိုးပမ်းနေတာကိုဒါပေမဲ့ဗျာသူတို့ကလည်းမလူအပ်တဲ့ဟာတွေအရင်လုပ်နေထားပါတော့ကွင်းတစ်ကြီးကိုစီမံနေတို့ပါတို့ကွင်းတစ်ကိုစီမံနေဆိုလို့ချင်းတော့အတိုင်းတာတစ်ခုတည်းတော့ထားနော်အတင်းကအချင်းကြီးကောင်းကောင်းကောင်းပါပါဝင်ငွေပိုင်းနဲ့ပတ်သက်ရင်ဒါပေမဲ့ဗျာကွင်းတစ်ကြီးရလာလို့အတင်းကအောင်မြင်လာမယ်လို့မှကျွန်တော်ပြောလို့မရတာ ဝင်းတွေကအချိန်ကြီးအောင်မြင်မှเนาะကွင်းတွေကအချိန်ကြီးကျွန်တော်အောင်မြင်မှအတင်းရဲ့ပြောမလဲဒီတခြားဝင်းငွေတွေဘာတွေကောင်းလာပြီးတော့အစင်ကပြည်လာမှာအဲ့ဒါမှကွင်းတွေဘာတွေစောက်ဖို့တွက်ကကျွန်တော်ညှို့လို့ကျွန်တော်ရမှာဗျာဒီပုံစံတိုင်းကဘာမှကျွန်တော်အချိန်ကြီးမကောင်းကွင်းတွေကရလည်းမကောင်းပါတော့မေးဘာမှလုပ်လို့မရဘူးလေเนาะ exam တွေကဗျာတဲ့ချိုးကောင်တွေကအအရေးချင်းရှိတယ်ဆိုရင်တော့မားတဲ့ကြိုးစားအားထုတ်မှုမရှိဘူးတဲ့เนาะဘလို့မှန်ကိုအစင်မပြေပါဘူးတဲ့เนาะဒီပါ အဲရွက်ပုံးဒီကစားမမျိုးလေးတွေခေါ်ပြီးတေချာလေ့ကျင့်ပြင်ဖြစ်နေမှာလည်းပြရတယ်နော်ဆရာသမားကြီးကျွန်တော်တို့ကအဲ့လောက်ကြီးကြီးအချိန်ရတဲ့အသင်မဟုတ်ပါဘူးကျွန်တော်တို့ကလည်းရှိအဆင့်ဆက်ခွန်ပါပါဒီထက်ဆိုရင်တန်းစင်းဘူးကပဲကျွန်တော်ရှိလို့တာနော်ဒီထက်ဆိုရင်တန်းစင်းဘူးကပဲကျွန်တော်ရှိလို့တာနော်ရွက်ပုံးဒီတာတွေမပုံးဒီတာတွေကျွန်တော်တို့အနေနဲ့လက်ရှိမှာမျှော်လင့်ရမှာပေါ့အခုလက်ရှိမျှော်လင့်ရမှာကအသင်းကိုရောက်တာနဲ့ဘယ်ကောင်က performance ပြနိုင်လဲအားကိုကျွန်တော်တို့ကြည့်ရမှာနော်အသင်းကိုဒီကောင်ရောက်လာတဲ့အာဒီကောင်အဆင်ပြေဖို့၃နှစ်လောက်ဆောင်အောင်မေးဆိုမကြိုက်သေးဘူး မကင်သေးဘူးပြခေါ်တယ်ကစားမ9ယောက်ခေါ်တယ်9ယောက်စလုံးက3နှစ်လောက်ဆောင်းအောင်မယ်ဆိုကျွန်တော်အချိန်မကောင်းဘူးလက်ရှိ white land ကိုကျွန်တော်ကြည့်လေနော်လက်ရှိ white land ကိုကြည့်လက်ရှိ patrick dugu ကိုကြည့်နော်လက်ရှိကျွန်တော်တို့ဒါထပ်ပါတော့ ghana chu ကိုကျွန်တော်ကြည့်နော်လက်ရှိကျွန်တော်တို့နေ zixi ကိုကျွန်တော်ကြည့်ကျွန်တော်ဘယ်နှစ်နှစ်ဆောင်းအောင်မှာလက်ရှိ lenny yuru ကိုကျွန်တော်တို့ကြည့်နော်လက်ရှိကျွန်တော်တို့ဒါထားတော့နော်တခြားဘယ်သူတွေရှိသေးတော့ဘသူပဲကြည့်ကြည့်ချီရိုအိုဘီကိုကျွန်တော်တို့ကြည့်ကြိုက်တဲ့ကိုကိုကြည့်ဗျာเนาะကျွန်တော်တို့ စင်နှင်းဖြစ်ဖို့နော်အသင်းမှာ weekend week off ပွဲထွက်လူစင်းနေရပြီးတော့ချီနီကောင်းမှုဆိုရင်ကျွန်တော်တို့ဒါ၃နှစ်လောက်ဆောင်းအောင်မယ်ဆိုမကြိုက်သေးဘူးအခုချိန်ကအခုချိန်ကကျွန်တော်တို့အသင်းကိုရောက်ပြီဆိုတာနဲ့ချက်ချင်းထဲချက်ချင်းခြေသွင်းပြဆိုတဲ့ကစားမမျိုးကိုကျွန်တော်လင်းရမှာအားလင်းဟာလန်ကို Manchester City ခေါ်ခဲ့တယ်ဘယ်နှစ်နှစ်ဆောင်းပါလဲသူ့ကိုသုံးဖို့ဟုတ်ရမလားနော် Manchester City ခေါ်ခဲ့တယ်ဗျာနော်ခြေသွင်းသူတို့စီရောက်လို့ရှိရင်တို့ဒါမကောင်းဘူးဆိုတဲ့ကစားမကတွေးကြည့်နေကြတဲ့ခက်ရှားရှားရဲ့ ။ဒါပေမဲ့ခေါ်တဲ့ကစားမားလေးမှာဒီကောင်လေးနဲ့ပတ်သက်လို့ငါတို့ကငါးနှစ်ဆောင်အောင်မယ်ဟေးဆိုဘူးသူရှိရဘူးသူမှမရှိဘူး။ချက်ချင်းတုံးလို့ရတဲ့ကောင်လေးကြီးပဲဗျာ။လက်ရှိလီဗာပူးတင်းကိုကျွန်တော်ကြည့်ဗျာ။ချက်ချင်းတုံးလို့ရတဲ့ကောင်လေးကြီးပဲ။သိရမလား။ကိုရီးယားအခုကကတော့ဟိုလူဦးဈေးသက်တိုင်းပြီးရောကျွန်တော်ကလိုက်ခုံနေတာ။ငွေရလည်းမတက်နိုင်ဘူးဆိုတော့အဲ့လိုဖြစ်နေတာ။ဆိုတော့အတင်းကသိရမလား။ဟိုကောင်နုနုဒီကောင်နုနုရောက်တဲ့ကစားမားတွေကလည်းတနည်းလောက်ခြေသွမ်းမပြနိုင်တာနဲ့အာဒီကောင်အဆင်မပြေတော့ပါဘူး။ဘာညာဒါမှမဟုတ်ဒီနေပဲကျွန်တော်လဲပက်နေရတာ။အဲ့တော့အဆင်ပြေမနေဘူးနော်။ ဘာပေတို့ပြားတယ်ရမဲတို့ခေါ်မယ်အဲ့လိုမှရမယ်အဲ့ဒါတော့ရချင်မှရမှာတည်တယ်နော်အဲ့ဒါတော့ရချင်မှရမှာငါတို့နီးပြဘလူကစားအောင်မှာတော့ဘာရောရှိအောင်မှာလေနော်အဲဆူတော့နော်ရိုဒရီโกနဲ့တဲ့ချာကီကိုခရိုင်မဲလို့ထင်လာတယ်ရိုဒရီโกလို့ကစားမမျိုးကိုကျွန်တော်မရနိုင်ပါဘူးတည်လားနော်ရိုဒရီโกလို့မျိုးကျွန်တော်အဲရီယယ်မက်ထရစ်ကရီယယ်မက်ထရစ်ကစားမဖြစ်တယ်လူငယ်ကစားမဖြစ်တယ်ဆိုလို့ရှိရင်စိတ်ချသူတို့စီမှာလည်းပုံမှန်ပွဲထွက်ခွင့်ရနေတယ်ဆိုမင်းပဲတော့မှမရဘူး ဘလို့လာမှာတော့ရီယယ်မက်ထရစ်လိုအသင်းမျိုးကနေအဆင့်ဆက်ကွန်၅အသင်းကိုဘလို့လာမှာတော့ဟုတ်တယ်မလားဘယ်သူကလာမှာတော့နော်ဒါတွေဆိုလို့ရှိရင်တောင်မှဗျာမင်းအမင်းအသက်30ဖြစ်နေလို့30နှစ်ဖြစ်နေလို့ဒါမှပဲလာလိမ့်မယ်အခုမိုဒရီကြီးထွက်ပြီးမင်းခေါ်ရင်ခေါ်လာရရင်ရလိမ့်မယ်ဒါမှမဟုတ်ကောင်းမင်းရလေကမင်းတို့မင်းအဆင့်ဆက်ကွန်၅အသင်းလာမဲ့စားမင်းငါ့ငါ sorry သွားမှာပေါ့ဆိုတော့ပုံစံဘယ်လိုလုပ်မလဲငါ့ငါခရိုအေးရှားလိဂ်ကိုပြန်ကန်မှာပေါ့ဆိုဘယ်လိုလုပ်မလဲနော်များအသင်းမှာငငယ်ရွယ်ရွယ်ကစားမားတွေပုံမှန်ပွဲထွက်ခွင့်လည်းရနေတယ်နော် တော့ဘလို့မှလာဖို့မရှိဘူးဘသူမှမနဲ့ရောင်းမှာမဟုတ်ဘူးဆရာသမားကြီးနော်အတင်းမှာအရန်ကိုမှာတက်တယ်လို့အမြဲအမြဲထိုင်နေရတယ်ဆိုရင်တော့တမျိုးပေါ့ဗျာသိတယ်မလားနော်အာချာဂီကိုခေါ်လို့ရချာဂီကတော့ကျိုးပန်းရင်တော့ကျွန်တော်သာဈေးအရတက်နိုင်တာပေါ့လေဒါပေမဲ့အတင်းဘက်ကအခုချိန်ထိတောင်မှကျွန်တော်အလုပ်မလုပ်တာမျောလင့်မနေပါနဲ့သိတယ်မလားနော်အရာအလုံးလည်းပြီးသွားပြီအပြောင်းရွှေ့ပဲလုပ်ဖို့ကျင်တော့တာဘိုင်ချာဂီလိုကစားမမျိုးကလည်းတန်း20လောင်းနဲ့တော့ကျွန်တော်ရနိုင်မှာ ဟုတ်တယ်မလားနော်ကစားမလာကျင်တာမလာကျင်တာတပိုင်းပါဒါပေမဲ့ကိုကရကျင်တဲ့လူအကျူးပန်းမှာဒါပေမဲ့ဘာမှကျွန်တော်သတင်းနေကြားမနေရဘူးလေတာကီနဲ့ပတ်သက်လို့ရှင်ဘာမှသတင်းနေကြားမနေရဘူးဗီတာဂူခရစ်နဲ့ပတ်သက်လို့ဟိုသတင်းတွေထွက်လာဒီသတင်းတွေထွက်လိုက်ဟာဒီလက်ကလာပြီးတော့စကားပြောတဲ့ဟိကုညာကနီးဆက်နေပြီတဲ့ဟိဒါတွေပဲကျွန်တော်ကြားနေရတာဘဲချာကီသတင်းမှထူးထူးခြားခြားကြားရတာမျိုးကျွန်တော်ကြည့်ဘူးဆိုတော့အသင်းနေနဲ့နော်အစင်ကမပြေပါဘူးဆိုတော့အဲ့လိုနဲ့ဘာမှကျွန်တော်မျှော်လင့်လို့မရဘူးဒါကြောင့်အသင်းကပေါ့နော်ငွေနည်းနည်းနဲ့ရနိုင်မယ်ဆိုတဲ့သူတွေကိုဒီမှာတို့ကအမှန်ကန်ကျူးပန်းလေးမရှိဘူး တော်တိုင်ပက်ပါတယ်တော်တော်တိုင်ပက်ပါတယ်နော်ဒါယုံကွင်းတဲ့လူကိုတဲ့ယူရိုတန်း30နဲ့ခေါ်တင်တယ်ထင်တယ်နော်တဲ့ကစားမကောင်းပါပဲဗျာတဲ့အဲကောင်ကားတယ်နော်โอเคပါဒီကစားမတွေနဲ့ပဲတဲ့3ပက်ဆက်ဆိုးလို့ရှင်တော့ဗျာလေလာမယ့်ရာသီတန်းဆင်းရမှာပဲတဲ့နော်ကျေးဇူးများကြီးတင်ပါတယ်အဲချက်ချင်း3နဲ့ကစားမတွေကိုအတင်းကခေါ်ရမှာဗျာတဲ့မဟုတ်လို့ရှင်တော့ကျွန်တော်တို့ဘောနော်တိုင်ပက်သွားလိမ့်မယ်ကျွန်တော်တို့ထင်တယ်တဲ့နော်โอเคပါအဲဇစ်ဇီရဲ့နာဂတ်ကိုဘယ်လိုမြင်လဲတဲ့နော်အဲဇစ်ဇီကတော့ ုံမှန်ပါပဲကျွန်တော်တို့အားကိုးလို့ရတဲ့ first line နဲ့ player ဖြစ်ကျွန်တော်တို့เนาะရှိလို့မရဘူး resmen highland ကိုရောင်းရောင်းပြီးလို့ရှိရင်နောက်ထပ်ဘိုးသွင်းမှုနဲ့ပတ်သက်လို့ရှိရင်ဒီကြပေါ့အားကိုးလို့ရမယ်သိတယ်မလားเนาะကျွန်တော်တို့ဒီကစားမှာနှစ်ယောက်လောက်ကိုတိုက်စစ်မှာတိုက်စစ်မှုစစ်စစ်နှစ်ယောက်လောက်ကိုကျွန်တော်ခေါမအတင်းကတော်ကကြမှာ60တို့ပါတို့ကဂိုးသွင်းတဲ့ကစားမမျိုးမဟုတ်ဘူးပြသည်ဒါဆိုတော့ဂိုးသွင်းတဲ့ကစားမမဟုတ်မှာတော့တိုက်စစ်မှာဘာအသွားအကူမှာလေနော်ဖရန်ကိုမန်စတန်တူနိုကိုဝယ်တင်တာဗျာတဲ့နော်โอเคပါအဲခြေတူးများဒီမှာလေ ပီတာကူဂရက်စ်ကိုခွဲယူနိုင်သည့်လားတဲ့လာစာမြများပေးတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကလာစာတွေကလည်းရှော့ချဖို့ကြိုးပမ်းနေတယ်အပြောင်းရွှေ့ကြီးမှလည်းငွေကအများကြီးမတက်နိုင်ဘူးနော်သူ့ကိုခေါ်ရင်80လောက်ကုန်ပါဆိုတော့အသင်းကနောက်ထပ်အတင်း3လူကတန်း30လောက်ပဲကျွန်တော်ကျင်တော့မယ်ချန်ပီယံစ်လိဂ်ဝင်ခွင့်ကမရဘူးအသင်းက18ရာသီသိမ်းခဲ့တယ်ပီတာကူဂရက်စ်ကမင်းဘောင်းမီချွတ်တော့မှပြစ်ပြီးပေးသွားအောင်မင်းဘယ်တော့မှလာမှာမဟုတ်ဘူးဆက်နော်အဲ့လိုမျိုးအသင်းကတော့ကာနာချူကိုတော့ရောင်းလိမ့်မယ်လို့တော့ထင်နေပြတယ်အမ်ဘူရင်းကတိတ်မကြိုက်ဘူးလို့ထင်တာပဲတဲ့နော် ဂါနာချူကတော့ဘယ်လိုပြောမလဲလက်ရှိမကြိုက်ဘူးလို့တော့မဟုတ်ပါဘူးဗျာကျွန်တော်ကတော့သဘောသဘောကျတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဓိကကဂါနာချူ ਨੇ ပတ်သက်လို့ရှိရင်သူ့ရဲ့ဘယ်လိုပြောမလဲဒီ decisive ဖြစ်တဲ့ moment နေပေါ့နော်ဒါပါတော့အရင်အရေးကြီးတဲ့ကာလဟိုအချိန်မျိုးဒီမှာဆိုလို့ရှိရင်ပေတူးချင်းတူးတွေလွဲချော်တာမျိုးတွေရှိတယ်ခဏတိုင်းပဲအဲ့တယောက်ချင်းတယောက်လွဲတာတွေကခဏတိုင်းပဲဘလူးမက်လက်ခံလို့မရတဲ့အချိန်မျိုးတွေဒါအပြင်ဟိုတွေ့တဲ့မြောက်ကိုစွတ်စွတ်ကန်းနေတာဗျဒါတွေကိုသဘောမကျတာဖြစ်မှာပါ ိုတိုင်ကိုကမီဆန်မောင့်ကိုပို့ပြီးတော့သဘောကျတာလဲဖြစ်ကောင်းဖြစ်နေမှာပေါ့လေဒါကတော့မဖြစ်တင်ဘူးပေါ့ဗျာသိတယ်မလားနော်တကယ်ကောင်းရင်ကောင်းတဲ့ကစားမကိုနေရာပေးရမှာသဘောကျတဲ့သူကိုနေရာပေးတယ်ဆိုတော့အတိတ်ပဲမရှိဘူးနော်ဒါမှမဟုတ်ကာနာချူကိုရောင်းချတယ်ဆိုရင်ပြက်တနာမရှိဘူးနောက်ထပ်ဒါမက်ဒီယက်ကွန်ညာအပြင်ကိုလက်ဖွင်းကတယောက်ခေါ်နိုင်မှအချိန်ကြီးကောင်းမှာကို့အသင်းမှာကကာနာချူကောကွန်ညာကောအဲ့လိုရှိမှရမှာလက်ဖွင်းနေမှာအခုကကာနာချူလဲရောင်းမယ်ပြန်ခေါ်တော့လေကွန်ညာတယောက်ပဲဆိုလို့ရှိရင်တော့ အသင်းတွေအချီနီကောင်းနေလို့ကျွန်တော်ပြောเนาะကျွန်တော်တို့ဒီထဲပို့ပြီးတော့သင်းတောင်တင်းမှုကျွန်တော်လူပါဗျာလာမယ့်ရာသီကကိုဒီအတွက်เนาะပရီးမီးယားလိလောက်ပဲကစားရမှာပရီးမီးယားလိလောက်ပဲကစားရမှာကိုဒီเนาะတပတ်ကိုတပွဲလောက်ကစားရင်ကစားရင်ကစားရင်ねပူကောင်းအောင်ကျွန်တော်တို့ကလှုပ်ပြရမှာเนาะဆိုတော့ဒီပုံစံတိုင်းကလည်းလူတစ်တွေရောက်မလာလို့ရှင်တော့အသင်းရဲ့စကွတ်တဝက်လောက်ကိုမပြောင်းလဲနိုင်ရင်တော့ကျွန်တော်တို့မထင်ဘူးเนาะကျွန်တော်တို့မထင်ဘူး သူ့ကိုရောင်းမယ်ဆိုလို့ရှင်ပြားတဲ့အတင်းကဘသူနဲ့အစားထိုးမယ်လို့ထင်တယ်တဲ့လောလောဆယ်မှာတော့ကွန်ညာတယောက်ကတော့ဒါအတန်ထွက်ထားတာပဲလေညီကလေးကြားတဲ့အတိုင်းပဲကွန်ညာပြီးလို့ရှင်တော့ကျွန်တော်ကတော့မထင်ဘူးဗျာတိလာဒါကြောင့်ကျွန်တော်ရောင်းမယ်ဆိုလို့ရှိရင်အတင်းဘက်ကအတိုင်းတာတခုဒီတတိထားသိနေလို့ကျွန်တော်ပြောတာအမှန်ကန်ရောင်းကျင်နေဆိုရင်ငါတို့ဘသူနဲ့ပြန်စားထိုးမလဲသိတယ်မလားနော်ဟိုအဲ့လိုအဲ့လိုမျိုးကျွန်တော်ကြည့်ရမှာဆိုတော့လောတဲ့ရောင်းကျင်နေညီကိုတွေကတော့ကျွန်တော်တို့က60ရာခိုင်နှုန်းကြီးကျွန်တော်ရှိကြတယ်ဗောလေတန်း60နဲ့ရောင်းတင်လာဆိုတော့ရောင်းတင်နေဆိုတဲ့ညီကိုတွေတော့ရှိကြတာဗောနော်ဒီဒီများဒီမှာလေ အဲကာနာချူကိုပြားတဲ့မယောင်းတင်ဘူးလို့နော်အတင်းမှာဆက်ပြီးတော့ထားတင်တယ်ထင်တယ်တဲ့နော်โอเคပါအဲဆိုတော့ဒီနီးပြားကိုသားလည်းဆက်ထားမယ်ဆိုလို့ရှိရင်ပြားတဲ့ဘရူနိုကာနာချူရက်ရှ်ဖို့အန်တိုနီကွစမန်ရောင်းပြီးတော့တဲ့နီးပြားစနစ်နဲ့အံဝင်တဲ့သူတွေကိုခေါ်တင်နေတဲ့နော်အဲဘရူနိုကိုရောင်းလာကြတဲ့ခုချိန်ဈေးကောင်းရလို့လေเนาะဆိုတော့เนาะပါတယ်လို့ထင်တယ်။โอเคပါချစ်တီများနေပါတယ်။ Thailand ပြတဲ့ Zixi Sancho ကိုရောင်းပြန်มาတဲ့ Anthony နဲ့ Kanaju ကိုတောင်းထိန်းထားတင်တည်တယ်တဲ့เนาะ โอเคပါအဲအန်တိုနီဆန်တိုကတော့အတင်းဘက်ကဆက်ပြီးတော့ထိန်းကျင်တဲ့အခြေအနေမျိုးမှာတော့ရှိမနေဘူးဆရာသမားရေနော်โอเคအဲဦးနနာကိုပဲအရင်ရောင်းထုတ်ရမှာဗျာတဲ့နော်โอเคပါကျေးဇူးများကြီးပါတယ်အဲတန်းနေရတန်းနေရရမယ်ကြားတော့ဗျာတဲ့အဓိကကစားမားတွေဘသူတွေကိုခေါ်ကျင်လဲတဲ့နော်အဲဘယ်တယောက်ရမယ်ထင်လဲတဲ့ကိုသမားပြောင်းမရမယ်လို့ထင်လားတဲ့ကျွန်တော်ကတော့ကျွန်တော်ကတော့တန်းနေရရမယ်လို့မထင်ဘူးနော်ကျွန်တော်တို့တရင်အရဆိုလို့ရှိရင် United ကချန်ပီယံလိဝင်ခွင့်မရတာတောင်မှ MOD ရင်အတွက်ပေါ့နော် ဟိုကျွန်တော်တို့တန်းတရာကိုနည်းနည်းလျှော့ပြီးတော့ budget ထုတ်ပြီးမှာပေါ့ထားပါတော့ဗျာတန်း90လည်းဖြစ်ရင်ဖြစ်မှာ95တန်းလည်းဖြစ်ရင်ဖြစ်မှာပေါ့နော်အဲအဲ့အဲ့95တန်းအတရင်ငွေထုတ်ပြီးမယ်အဲ့ဒါပြီးရင်ကိုအတင်းရဲ့ကစားမားတွေကိုရောင်းကောင်းရင်ကနေပြီးတော့ရလာမယ့်ငွေတွေကိုတုံးပေါ့ထားပါတော့ကျွန်တော်တို့အတရင်အသုံးစိတ်တန်း90ရမယ်95တန်းရမယ်ပေါ့ဗျာအဲ့ဒါပြီးလို့ရှိရင်ဒါနာချူကူတန်း60နဲ့ရောင်းရင်တန်း60ထပ်ပြီးတော့တုံးလို့ရမယ်မာကတ်စတရစ်ဘုတ်ကိုတန်း40နဲ့ရောင်းရင်တန်း40ထပ်ပြီးတော့တုံးခွင့်ရမယ် နော်အန်တိုနီဆန်တိုစ်ကို35သန်းနဲ့ရောင်းရင်35သန်းထပ်ပြီးတော့ရောင်းဝင်ရမယ်။၃ဝင်ရမယ်။ဆန်ချိုကို25သန်းနဲ့ရောင်းနိုင်25သန်းထပ်ပြီးတော့ရောင်းဝင်ရအဲ၃ဝင်ရမယ်ဒီလိုမျိုးပေါ့နော်။ဆိုတော့အသင်းမှာအဓိကအသင်းတောင်ရှိသူတွေထုတ်ပေးနိုင်တာကတန်90ဝင်ကျင်လောက်ပဲကျွန်တော်ရှိတယ်။တန်100တော့မပြည့်ဘူး။တန်100ဆိုတာအဝေးကြီးဆရာသမားရေနော်။ အဲဂနာချူနဲ့ပြားတယ်နော်ဂနာချူနဲ့ကတဲ့အစင်မပြေပြီမဲ့လေလို့လောလောဆယ်ဘဲတောင်မှာသူတယောက်ပဲရှိတာဆိုတော့တဲ့အတင်းကဆက်ပြီးတော့ထားဖို့ကျူးပန်းတင်နေလို့ထင်တာပဲတဲ့နော်โอเคပါဖုန်းတကုတ်ရှိဦးနန်းနာကိုရောင်းပြစ်လိုက်ပြားတယ်နော်ဦးနန်းနာနဲ့ဘိုင်ဒါနဲ့ဂိုးသမားကဒီယာဒီမှာအပြောင်းလဲလုပ်ပါလိမ့်မယ်ဒါကျွန်တော်သိသလောက်ပါနော်ဦးနန်းနာနဲ့ဘိုင်ဒါနှစ်ယောက်တည်းကတစ်ယောက်ကတေချာပေါက်ထွက်မှာအဲ့တော့အဓိကတော့ဘိုင်ဒါပေါ့နော်ဘိုင်ဒါက2026ကမ္ဘာဖလားကိုသူကစားခြင်းနဲ့ကစားခြင်းတော့ Manchester United မှာသူဆက်မနေခြင်းတော့ဘူး ဒါပေမဲ့ United မှာဆက်နေမယ်ဆိုလို့ရှိရင်သူ့အတွက်ဘယ်လိုပြောရမလဲကျွန်တော်တို့ဒီဟိုတူတကီအတွက်ပေါ့နော်သူကဘာဖလားကစားဖို့သူအဆင်မပြေဘူးလာမယ့်ကဘာဖလားကျွန်တော်သူမဖြစ်မနေထွက်ချင်တယ်ထွက်ပြီးတော့ကျွန်တော်တို့ဒါအိုနန်းနာကကျတော့ကိုရီကကန်လန့်မှုကောင်းတစ်ခုရတယ်ဆိုရင်ရောင်းမှာရောင်းပြီးတော့နောက်တစ်ယောက်နဲ့အစားထိုးမှာအဲ့လိုမဟုတ်လို့ရှိရင်အိုနန်းနာကဆက်ပြီးတော့ရှိမှာသူတပင်ချန်ပီယံစ်လိဝင်ခွင့်မရတော့ဘာဝင်ဝင်မဲ့မျော်လင့်မရတော့ခါကကျတော့ကျတော့ကနေရာတိုင်းကိုအပြောင်းလဲလုပ်ချင်လို့မလို့မရတော့ဘူးပေါ့နော်ဒါကြောင့်အန်ဒရယ်အိုနန်းနာကဆက်ပြီးတော့ရှိဖို့ များတယ်လို့ကျွန်တော်ယူဆတာသိလားမင်းနူပါပြားတယ်เนาะဈေးရလို့ရှိရင်ရောင်းရမှာတဲ့เนาะအခုကအဆင်မပြေတော့ဘူးတဲ့เนาะ okay အဲ well back to ပြားတယ်လူကာကူတို့လို့တဲ့ရုံအားကောင်းတဲ့တိုက်စစ်မှုမျိုးလို့ဒါတဲ့เนาะထိန်ထားတဲ့ပြားတဲ့ကာနာချူကိုတဲ့ရောင်းမယ်ဆိုလို့ရှိရင်တော့မှသူ့နေရာကိုအစားထုတ်နိုင်မဲ့သူကိုအရင်တေချာမှရောင်းတင်တယ်လို့ထင်တာပဲတဲ့เนาะ နောက်တန်းကဗျာအသက်ရွယ်ရလာတဲ့ကစားမားတွေရဲ့နော်ကက်စမီရိုရဲ့နေရာရေတို့အစားထိုးဖို့ကွင်းလေအဖြစ်တရောက်ရေနောက်ထပ်မီဆမောင်းကိုလည်းလဲတင်တယ်လို့ထင်တယ်တဲ့ရက်စမန်ဝိုင်လန်ကိုလည်းရောင်းတင်နေဗျာတဲ့နော်ကုသမားလည်းနှစ်ယောက်စလုံးထုတ်တင်တာကုသမားအမှန်တမ်းပြောနှစ်ယောက်စလုံးထုတ်တင်တာတည်ရနော်ကုသမားကနှစ်ယောက်စလုံးထုတ်တင်တာဒီကောင်လေးနဲ့မရဘူးပြည်တနာကကိုဒီအတွက်ကကျွန်တော်တို့နေပြောင်းလဲမဲ့အခြေအနေမျိုးမှာရှိမနေဘူးလီဗာပူးသည်ဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်ဗျာသူတို့မှာဗောနော်တာဂဲလေဟာရှိတယ်ကျွန်တော်တို့ပြီးလို့ရှိရင်အလီဆန်ရှိတယ် နောက်ထပ်သူတို့ခေါ်ထားတဲ့ဘလင်စီယာကဂျော်ဂျီယာကူသမားနော်မာမာဒါရှိဗီလီလာအိုက်ကောင်လည်းရှိသေးတယ်အိုက်ကောင်ဆိုလို့ချင်းအခုနွေရာသီပြောင်းချိန်မှာလေဘာဦးတင်းကိုပြန်လာတော့မှသူများအသင်းဆိုလို့ချင်းကူသမားတွေတော့မှတန်းစီနေတာပဲတုံးစရာတွေကိုဒီမှာဘယ်သူမှရှိမနေဘူးအဲ့လောက်ထိအဆင့်တန်းနေရကွာသွားပြီအဲ့လောက်ထိအဆင့်တန်းနေရကွာသွားပြီနော်